ထောက်တော်လှအောင်ရဲ့ဒီနှစ်အခြားအိန္ဒိယဝိထုတို့များအပိုင်းခွန်အသွင်တူတဲ့မောင်ကျင်သူရဲ့ဇာတိမိုင်ကျွန်တော်မတတ်နိုင်တော့ပါမျက်စိမှိတ်ပြီးရက်ဆက်ရပါတော့မည်ဆူလဘာကိုမစွန့်လွတ်နိုင်ပဲလက်ထက်ယူလိုသည်နှင့်အမျှရော်ဘီပေါ်ရက်ဆက်ရတော့မည် ချစ်ချင်းမေတ္တာတရားသည်ယောက်ျားတယောက်ကိုအဆက်အကြောက်တရားကင်းမဲ့အောင်လဲစီစား၏ရက်ဆက်ချမ်းကြုတ်အောင်လဲဖန်တီး၏ဟူသောအစိုးတစ်ခုကိုတဏှယာယာမှာကျွန်တော်ဖတ်ခဲ့ဘူးသည်ဒီလိုဆိုရင် ရှက်မနေနဲ့တော့အကျဉ်းသာတရားတွေထားမနေနဲ့တော့ခွေးရောင်ရံကြောင်းညာကိုနောက်နေတဲ့ရင်စာမှာထည့်လိုက်သည် ရော်ဘီပုံသဏ္ဍာန် အရွယ်စားနှင့်အသက်တူကို ဖော်ပြလိုက်သည် ဈေးနှုန်းကို200ကျပ်ဟုတတ်မှတ်လိုက်သည်နောက်တစ်နေ့မှပင်ဆူလာဝါထံသို့ကျွန်တော်စာတစောင်းရေးပို့လိုက်သည်အချစ်ဆုံးဆူလာဝါဒီစာနဲ့အတူ ပူးတွဲပေးလိုက်တဲ့ခွေးရောင်းရံကြောင်ညာကလေးက မောင်ဘာဆုံးဖြတ်ပြီလဲဆိုတာကိုမင်းကိုပြောပြပါလိမ့်မယ်ဒါကြောင့်မောင်စီကိုလာပါတော့ကွယ် ဇူလာဘာထံမှလည်းချက်ချင်းပြန်စာရောက်လာပါသည် မောင်ရဲ့ကြိုးပမ်းခြင်းနဲ့ဤရွယ်ချက်ကိုခုလိုတီးလိုက်ရတဲ့အတွက်ကျွန်မအများကြီးဝမ်းသာပါတယ်ဒါမှမောင်အိမ်ထဲမှာခွေးတကယ်မရှိတော့ဘူးဆိုတာကျွန်မနှစ်နှစ်ကာကမယုံကြည်ပဲနဲ့တော့မောင်ကိုလက်မထပ်နိုင်ပါအခု ခွေးမရှိတော့ယုံတာမကနောင်တွင်လည်းဘယ်ခွေးမှမမွေးတော့ပါဘူးလို့ မဆုံးဖြတ်မချင်းအဲ့ဒီဆုံးဖြတ်ချက်ကလည်းအခိုင်အမာဖြစ်တယ်ဆိုတာကျမမယုံကြည်မချင်းကျမကိုမမျှော်လင့်ပါနဲ့တော့သူ့ပြန်စာကြီးကိုကျွန်တော်အလွန်တရာမုန်းတီးဆက်ဆုံမိပါသည်ဘာအတိတ်ပဲမှမရှိတော့ပြန်စာဟုလည်းသဘောပေါက်မိပါသည်ကျွန်တော်လွန်ချစ်သောခွေးကလေးကိုစွန့်လွှတ်ပြဖို့အကြောက်ကန်တောင်းဆိုနေသောဆူလာပါသည်အလွန်တရာခေါင်းမာပြီးအလွန်တရာတနာကျင်နာစိတ်ကင်းမဲ့သည့်မိန်းကလေးဟုလည်း ကျွန်တော်မှတ်ချက်ချလိုက်ခဲ့ပါသည်ထို့ကြောင့်ကျွန်တော်အဆုံးဖြတ်ချက်ကိုပြန်ပြင်ဖို့စဉ်းစားရတော့မည်ရော်ဘီကို ကျွန်တော်မယောင်းနိုင်တော့ပါဂျွန်ညာတွေ့ပြီးခွေးကိစ္စစုံစမ်းလာသူတွေရှိသည် ကျွန်တော်ကတော့မချီမငံပြန်ပြောပြီးဒီကိစ္စကို ပြည့်ဖို့ခါချထားလိုက်တော့သည်တညနေရုံစင်းပြီး အိမ်ပြန်ရောက်တော့ကအံ့ဩစရာတခုကကျွန်တော်ကိုအသင့်ဆောင်ကျိုးနေပါသည်ဆိုဖာပေါ်တွင်မင်းမပြိုကလေးတယောက်ထိုင်းနေသည်သူ့ရင်ခွင်ထဲမှာရော်ဘီရှိနေသည်ရော်ဘီကိုယူရကျင်နာစွာဖြင့်ပော့တက်ပေးနေသည်ကျွန်တော်မိကမင်းမပြိုကလေးနဲ့စကားထိုင်ပြောနေသည် ကျွန်တော်ဝင်သွားသည်ကို မြင်တော့ကမင်းမပြိုကလေးကထိုင်ရာမှထရက်သည်ကျွန်တော်ကိုလည်းပြုံးပြသည် ရော်ဘီကသူ့လက်ဘင်းကိုရှာနှင့်ယက်နေသည်သူက မျက်နာကိုမော့ပြီးရော်ဘီကို မျက်နှိုးစွာပွင့်မြဲပွေ့ထွားသည်အိုးတတလည်းကွယ်ရားတယ်မလောက်ပါနဲ့အတန်ကလေးကตาရလုံးလာသည် ထိုတန်ကလေးကိုကျွန်တော်သဘောကျသွားပါသည်အတန်ကလေးကိုသဘောကျမိသဖြင့်မိမ့်မပြိုကလေးကိုလည်းသဘောကျမိပြန်ပါသည် သူ့သားကတော့မဲပါသည်နှကောင်းကလည်းအနှင်းငယ်ပြပါသည်သို့သောအသားမဲပြီစီတော့နှကောင်းပြပြီစီတော့တောက်သူလာဆောင်နေတာကြာလာပြီဒါမေ့ရော်ဘီနဲ့သူနဲ့တိတ်ကိုဖွဲ့ချနေရလေဟုအမေကကျွန်တော်ကိုလှမ်းပြောသည်တိတ်ကောင်းတော့ပေါ့ကွယ်ထိုင်မှထိုင်မှမင်းမပြောလေးကစောစောကဆိုဖာပေါ်မှာပြန်ထိုင်သည်သူနဲ့ကျွန်တော်ညနေချင်းဆိုင်မှာဝင်ထိုင်လိုက်သည် သူသည်မိရထားဌာနမှအရာရှိတဝီသမီးဖြစ်ကြောင်းကိုလာကာဘူဒာယုံဤတွင်အိမ်သေးသေးကလေးနှင့်နေကြောင်းတယ်ရီယာခွေးမျိုးကောင်းတစ်ကောင်လောက်လိုချင်ပြီးမှကြာပြီဖြစ်ကြောင်းသူ့နာမည်မှာချမ်ပါဖြစ်ကြောင်း ခွေးအလွန်ချစ်တတ်ကြောင်းမူဘိုးထဲမှသူစုထားသောငွေ200ရှိကြောင်းဒီခွေးကလေးအတွက်ထုံငွေများကိုအကုန်ပေးမိဖြစ်ကြောင်းမင်းစီယာကိုတပြားမှမယူချင်ပါဘူးကွယ်ဟု ကျွန်တော်ကပြန်ပြောသည် ။နေရာနဲ့ရောင်းဝယ်လို့ရှိရင်ကြောင်ညာထားတယ်မဟုတ်လား။အဲ့ဒီကြောင်ညာကြီးမေ့ပြလိုက်ပါကွယ်။မင်းကခွေးကိုတကယ်ချစ်တတ်တဲ့မိန်းကလေးဆိုတာသိသားပါဗျ။ရောဘီကိုမင်းနဲ့အတူထားရရင် ကိုစိတ်ချမ်းသာမှာပါပဲ။ဒါကြောင့်မင်းကိုမရောမူမင်းကိုအလကားပေးလိုက်မယ်။ရောဘီကိုတူတူတရားပွေပြီးပြန်သွားသောချန်ပါသည်အလွန်တရာပျော်မြူးနေလေသည် ရော်ဘီကိုတန်ရာတန်ကျေးယူပြီးမယောင်းလိုက်ရသောကြောင့်ကျွန်တော်လည်းစိတ်ချမ်းသာပါသည်ခွေးတကယ်ချစ်တတ်သောခြံပါလိုမိန်းကလေးနှင့်ရော်ဘီအတူနေသွားရတော့မည်အတွက်လည်းကျွန်တော်များစွာကျေနပ်ဝန်းတာမိပါသည်နောက်တစ်နေ့တွင်ဆူလာပါထံသို့စာတစောင်းရေးပို့လိုက်သည်ရော်ဘီမရှိတော့ဘူးဒါကြောင့်မောင်စီကိုမင်းဘယ်တော့လာမလဲဆိုတာသိပါရစေသူ့စီကလည်းပြန်စာရောက်လာသည် ရှင့်အိမ်ထဲကရော်ဘီအပီးပိုင်ထွက်သွားပြီလားဆိုတာသိကြအောင်စောင့်ကြည့်ပြရစီအောင်တလားလောက်ကြာယုံနေတော့ကျမမယုံကြည်နိုင်သေးဘူးခွေးဇက်လန်းတွေကျမအများကြီးကြားပူးထားပါတယ်ထိုးပြန်စားကြောင့်ကျွန်တော်အကြီးအကျယ်ဒေါသထွက်မိသည်ဆူလာပါးဤကောင်းမှမှုနဲ့မာနာကြီးမှုတို့ကိုလည်းအသေးရမိသည် သူဤတောင်းဆိုချက်ကြောင့်ရော်ဘီကို သူများကိုပေးပြလိုက်ရပြီ။ တို့တို့ပေးပြီးပြန်တော့လေတေးကြအောင်စောင့်ကြည့်မီဟုဆိုလာပြန်သည်တနာလောက်နဲ့တော့မလုံလောက်သေးပါဟုလည်းပြောလာသည်ဒါလောက်တောင်ခေါင်းမာပြီးမာနထောင်သွားတဲ့မိမတယောက်ရဲ့ရှေ့မှောက်မှာဘာကြောင့်ငါဒူးထောက်ရှုံးပီးကဦးရရမီနီးဟုကျွန်တော်ကိုကျွန်တော်ပြန်မေးမိသည်ဒီလိုမောက်မာမှုမျိုးကိုမောက်မာမှုဖြင့်ဘင်းပြန်လဲတုံ့ပြန်ရမည်ရော်ဘီကိုကျွန်တော်အချိန်မရွေးပြန်တောင်းယူနိုင်သည် ်ချမ်ပါအိမ်သို့လိုက်သွားပြီးရော်ဘီကိုပြန်တောင်းသင့်မတောင်းသင့်၃လရက်ကြောင်ကျွန်တော်စဉ်းစားနေမိသည်သို့တော်လည်းထိုးထိုးစဉ်းစားနေစမှာပင် ရော်ဘီသည် သူ့ဘာသာသူ ပြန်ရောက်လာတော့သည် ကျွန်တော်ထမင်းစားနေတော့အပြင်မတကားကို ကုတ်ချင်နေသည့်အတန်ကိုကြားရသည်မိသူဖြစ်ကြောင်းကျွန်တော်ချက်ချင်းသိလိုက်သည်ထို့ကြောင့်ထမင်းစပွဲမှထကား တကားစီတို့အပြေးလွာသွားပြီးဖွင့်ပေးလာရသည် ကျွန်တော်ချစ်တော်ရော်ဘီချံပါကိုသူသဘောကျသည်သို့တော်လည်းကျွန်တော်ကိုခွဲပြီးချံပါနဲ့သူအမြဲတမ်းနေသွားလို့မရပါ နောက်တနေ့တွင်ချံပါလိုက်လာပြီးရော်ဘီကို ပြန်ခေါ်သွားသည်သို့တော်လည်း၃-၄ရက်ကြာမှပင်ရော်ဘီပြန်ရောက်လာပြန်သည် ခြံပါးကလည်းကျွန်တော်အိမ်သို့ရောက်လာပြီးရောဘီကို ရခင်တိုင်းပြန်ခေါ်သွားပြန်သည်ထိုဖြစ်ပြန်များသည်သုံးလေးရက်ကြာတခါဆက်တိုက်ဖြစ်ပွားနေလျာအာလုံးဖို့ရေစရာတခုဖြစ်လာတော့သည်ခြံပါးကရောဘီမရှိရင်မနေနိုင်ရောဘီကလည်းခြံပါးနဲ့အတူမနေနိုင်တနေ့တွင်ရောဘီရောက်လာပြီး သူ့နောက်မှကက်လျက်ခြံပါးလည်းအပြေးလွှားပါလာသည် ထို့ဖြစ်ကြောင့်ကျွန်တော်ဦးတက်မတက်ရှိမိတော်သည်မလာမနဲ့ရှင်သူ့နောက်ကိုခဏခဏပြေးလိုက်နေရတာရည်စရာကောင်းတာတော့မှန်ပါတယ်ဒါမဲ့ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်မသူ့နဲ့ခွဲပြီးမနေနိုင်တော့ဘူးကျွန်မရင်ထဲမှာဘာတွေဖြစ်နေရဲဆိုတာဘုရားသခင်သိပါတယ်လေဒီတိုင်းဆိုရင်ဒီပြဿနာကို ဖြေရှင်းဖို့နီလန်တစ်ခုပဲရှိတော့တယ်သူစကားကိုကျွန်တော်က မျက်နှာထားတည်နေဖြင့်အလေးနဲ့ပြောလိုက်မိသည် ပြောပါရှင်ဘလို့နီးလန်းမျိုးပါလဲခြံပါးနဲ့ပတ်သက်ပြီးကျွန်တော်ဆုံးဖြတ်ချက်ချထားခဲ့ဒီမှာကြပါပြီကျွန်တော်ဤဆုံးဖြတ်ချက်ကိုဖွင့်ပြောပြလိုက်ဖို့အကောင်းဆုံးချိန်သည်ယခုအချိန်မှဖြစ်ကြောင်းလဲကျွန်တော်ချက်ချင်းနားလည်သဘောပေါက်လိုက်ပါသည်သို့တော်လဲကျွန်တော်ယင်နေခုံးနေသည်ချွေးစီတွေပြန်လာသည်လေကြောင်းထဲမှာတစ်ဆုဆုဖြစ်လာသည် ထို့ကြောင့်ဒရေးတစ်ချက်ကိုမျိုးချကဆုံးဖြတ်ချက်ကိုဖွင့်ပြောနိုင်အောင်တတ်တီများမွေးယူလာရလေသည် ကိုပြောတာကိုတည်တည်ချာချာနားထောင်ပါချမ်းပါမင်းကခွေးကိုလိုချင်တယ်ခွေးကကိုနဲ့အတူတူနေချင်တယ်ဒီခွေးနောက်ကိုမင်းဖဲလောက်ကြာကြာပြေးလိုက်နေနိုင်ပါလေအချိန်မှဘဲလောက်များလိုက်ခေါ်နေနိုင်ပါလေ အခုဆိုရင် ရော်ဘီကမင်းအိမ်မှာမနေနိုင်ဘူးဆိုတာရှင်းနေပြီ။ဒါကြောင့်အကောင်းဆုံးနီလန်ကတော့မင်းမှာဒီအိမ်ပြောင်းလာပြီးကိုနဲ့တူတူတသက်အလုံးနေသွားဖို့နီးတစ်ခုပဲရှိတော့တယ်။ကျွန်တော်စကားကြောင့်သူအကြီးကျယ်အံ့ဩတင့်သွားလေသည်။ဝိုင်းဆက်လှပသောမျက်လုံးရွေးကြီးများဖြင့်လည်းစနောက်ကိုပြန်ဆိုင်ချနေသည်။"ကဲဘလို့သဘောရလဲ?"ကျွန်တော်ကဆက်မေးသည်။ သူ့မျက်နှာမှာရှက်သွေးဖြာသွားသည်ဟွန်းဟွန်းကမန်းကရန်တစ်ဖက်သို့မျက်နှာလွှဲသွားသည့်သူ့အမူအရာကလေးကိုယခုထက်တန်အောင် ကျွန်တော်မြင်ရောင်နေပါသေးသည်ခေါင်းခါခါလေခါခါဖြင့်ဟွန်း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 ရှက်ရှက်ရွံ့ရွံ့ပြန်ပြောနေသော သူ၏စကားသံကလေးကိုလည်းယခုထက်တိုင်အောင်ကျွန်တော်ကြားရောင်မိနေပါသေးသည်ဟွန်းဟွန်း ဟွန်းသောဇကားတိတ်ပဲနှင့်ဆန့်ကျင်ရသည်မြည်သည့်ဇကလုံးဖြစ်ကြောင်းမိမများသာလင်အတိဆုံးဖြစ်ကြပါသည်ထို့ကြောင့်လဲခြံပါ၏ဟွန်းဟွန်းဟူသောခေါင်းခါလဲခါပြောသည့်ဇကားတန်ကလေးကိုကြားလိုက်ရသည့်ချိန်မှစ၍ကျွန်တော်သည် ဟန်ဆောင်၍မရနိုင်လောက်အောင်ပျော်မြူးခဲ့ရပါသည်သူ့သဘောထားနှင့်ပတ်သက်၍ ောက်ဆုံးဖြေပေးရန်ယနေ့လာပါမည်ဟု ကျွန်တော်တို့ကတိပြုထားကြသည်ဒီကနေ့ရောက်လာရင်မင်းကခွေးကိုလိုချင်လို့ကို့ကိုလက်ထပ်တာပဲတကယ်တမ်းကျတော့ကို့ကိုချစ်လို့မှမဟုတ်ပဲဟု စီဂျိုကစရပေအောင်မည်ကျွန်တော်ကိုသူချစ်ကြောင်းကျွန်တော်ကောင်းကောင်းသိပါသည်သို့တော်လဲစပြင်အောင်စရပါအောင်မည် ထို့သို့ကျွန်တော်စလိုက်သောအခါတွင်သူ့မျက်နှာလှလာကလေးမြည်သို့အမူအရာ ပြောင်းလဲသွားမည်ကိုမြင်ချင်းကြည့်ချင်းနေပါသည်မျက်နှာလှလာကလေးအမူအရာပြောင်းလဲသွားယုံသာမကမြည်သို့သောစကားမျိုး ပြန်ပြောမည်နီဆိုတာကိုလည်းကျွန်တော်ကြားချင်းနေပါသည်သို့တော့ခွေးတကောင်လမ်းလျှောက်နေသည့်အတန်း ဖလဖလဖလဆိုပြီးအတန်လေးနဲ့တူခြံပါလာနေပါပြီ။နူးညံ့ညင်သာသောသူ့ခြေတံလေးကိုလည်းကျွန်တော်ကြားလိုက်ရပါသည်။ Love me love my dog by NS Break 1984ခုနှစ်ဒီဇင်ဘာလတော့ဂီတပရိသာမက်စင်အတွင်း နှစ်အမှတ်48မှာပြန်လည်ကူးယူဖော်ပြပါသည်ဒီစာအုပ်ကိုလည်းတော်တော်လေးစူးစမ်းပန်းစားဖတ်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခွေးတကောင်ចောင်းကလည်းပါနေတယ်။နောက်ပြီးတော့သူတို့ပြောတဲ့ချစ်ချင်းမေတ္တာဆိုတာဘာလဲ။ကို့စိတ်ဆန္ဒတွေကို့ပျော်ရွှင်ရမှကို့ဘက်ကအသာစီးရမှကို့စိတ်တိုင်းကြမှအချစ်လား။အခုလည်း ချစ်တယ်ချစ်တယ်ဆိုပြီးတော့လွတ်လွတ်ကူကူအစ်စ်ပြောင်းလိုက်နိုင်တာကရောအချစ်လားရဲကိုထူးဆန်းတဲ့လူရဲ့တဘာဝတွေပဲဒါမဲ့မပြောင်းလဲတဲ့ခွေးလေးရဲ့အချစ်ကတော့မှတ်ကြောက်တင်ထိုက်စရာပါပဲဒါကြောင့်လူတွေကိုချစ်မဲ့အစားခွေးကလေးတွေကြောင်ကလေးတွေသူတို့လေးတွေကို ပိုးချစ်ကြဖို့လိုမယ်လို့ မတော့ထင်တာပဲဟွကိုကိုကိုပဲတကယ်ချက်တဲ့ရှားကောင်တွေကိုမြင်လာရဖန်လာရတော့စိတ်ထဲမှာအရသာပျောက်သွားသလားခွေးကလေးရော်ဘီကိုတော့ပူရောင်တနာမိသေးတယ်နောက်ပြီးတော့တကယ်ချက်တာမဟုတ်ဘဲနဲ့ချံပါကိုသူက အနိုင်ယူလိုက်တာပဲတော်တော်မကောင်းတဲ့လူဒီလူအသွင် တူတဲ့မောက်ကျင်သူရဲ့နောက်ဆုံးပိုင်းကို တင်ဆက်လို့ပြပါပြီရှင်နောက်တစ်ပုဒ်ကိုဆက်လက်တင်ဆက်ပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ